တမနေ့ရက်တည်းကကျွန်တော်တည်င်းထံတစ်ခုအတင်ထားတာတွေ့တယ်ဒါပေမဲ့တော်တော်လိုင်းရဲ့တည်င်းဌာနကြီးကမြေမြေဆိုင်ဆိုင်ပေါ်လာမတွေ့တဲ့တည်င်းအဲ့ဒါကတော့ NUD ကိုဝင်ကြီးဌာနတွေပြုပြင်ပြောင်းလဲမယ်ဆိုတဲ့တည်င်းပဲဝင်ကြီးဌာန၅ခုရှော့ချပြီးတော့အတစ်ပြန်လဲဖွဲ့စည်းမယ်ပေါ့အဲ့ဒီပေါ်မှာမလိုအပ်တဲ့ဝင်ကြီးဌာနတွေကိုပယ်ပြီးတော့ပုံမကျစ်လက်အားကောင်းအောင်ဝင်ကြီးဌာနအတစ်တွေရှော့ချဒီနေရာမှာကျွန်တော်တခုမြေတားရက်ခံခြင်းပါတယ် ဲ့ဒါကတော့တော်လန်ရေးဘက်မှာပါတယ်ဆိုပြီးတော့အန်ယူဂျီကိုဖောင်းထုတ်မယ်ဆိုရင်ကျွန်တော်တို့ကအန်ယူဂျီနေရာမှာဘယ်ဟာကိုထားလို့ရမလဲဆိုတဲ့အဖြေပါတခါတည်းပြောဖို့လိုတယ်ဟုတ်တယ်နော်အန်ယူဂျီကိုကြိုက်လာမယ့်ကျွန်တော်လည်းအလုံးစုံမကြိုက်ဘူးဒါပေမဲ့အန်ယူဂျီဒီ government တရက်ဟုတ်တယ်နော်ဒီအန်ယူဂျီဟာတော်လန်ရဲ့တပ်ဦးဖြစ်တာကိုလက်ရှိနေဦးတော်လန်ရေးမှာအင်အားအကောင်းဆုံးတိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေတဲကဘုချုပ်ထွန်းမြတ်နိုင်တို့ဘုချုပ်ကွမ်မော်တို့ကိုယ်တိုင်ပြောထားတယ် ဲ့တော့အဲ့လေအဲ့ဒီပုံကိုတွေကအဲ့ဒီစကားကိုအလကားပြောတာမဟုတ်ဘူးအောက်ခင်မှာစီလုံးညီညွတ်ဖို့ရဖို့တော့ပြောတာဒါကိုဘူးမတိဘာမတိကောင်တွေကဟမ်ဟိုပြောရင်လဲနာအောင်မယ်ဘာမှမတိပဲငါတို့နှစ်ပေါင်း80 80တိုက်လာတာတဲ့ဘာအစိုးရတရားမှမလုပ်ဘူးအဲ့ဒါမင်းတို့အောင်အောင်မြင်ခဲ့လားပြန်မင်းစောက်ချက်ပွဲအောင်မယ်နော်အဲ့တော့ကျွန်တော်တော်လန်ရေးတရက်ဆိုတာဦးစအစိုးရလိုအပ်တယ်လွတ်မြောက်နေပြီလိုအပ်တယ်ဒါတွေကထောက်ခံတဲ့ပြည်သူလိုအပ်တယ် ဒါအရေးကြီးဆုံးပဲဥဆောင်တဲ့ဂါဘာမရှိရမယ်လူမြောက်နယ်မြေရှိရမယ်ထောက်ခံတဲ့ပြည်သူရှိရမယ်ဒါမှသာနိုင်ငံတကာရဲ့လက်ခံမှုလက်ခံမှုကိုကျွန်တော်တို့ကရရှိနိုင်မှာအဲ့ဒါတွေမရှိဘဲနဲ့မင်းတို့ကြိုက်တော့တော်လန်ဥဆောင်နိုင်တဲ့ဒီရဲ့ပုံရိပ်တစ်ခုကိုဂါဘာမန့်ပြမယ်ကမ္ဘာမှာမရှိဘဲနဲ့ကျွန်တော်ဘာမှလုပ်လို့မရအောင်အဲ့ဒါလက်ရှိတော်အရင်မှဆို NUG NUG ဟာတတက်အောင်အုပ်ချုပ်မှာမဟုတ်ဘူးနော်တော်လှန်ရေးပြီးတာနဲ့ NUG အခန်းခံတာပြီး တူဒီတော်လှန်ရေးအစိုးရတာနေဖြစ်တယ် NUG NUG all နေကြတာဒီ NUG ကမြန်မာနိုင်ငံကိုတစ်တလုံးအုပ်ချုပ်သွားဖို့မပြောနဲ့ဒီတော်လှန်ရေးကာလမှာတာလင်းသူကတော်လှန်ရေးရဲ့အရှိအနေပုံရိပ်တစ်ခုဖြစ်တာ government ကြံပြစ်ခဲ့မှာဒါကိုနားလည်ဖို့လိုအပ်သေးတယ်အဲ့တော့ဒီတိုင်းပြန်ကြည့်မယ် NUG NUG မှာမကြိုက်စရာတွေဘာတွေရှိမလဲဆိုတော့အဲ့ဒါလို့ပြောမယ်ဆိုရင် NUG ရဲ့ဘယ်အပိုင်းကိုမကြိုက်ဘူးလဲကျွန်တော်ပြန်ပြောရအောင် ဟုတ်တယ်နော်အန်ယူဂျီကဂါဗာမန့်တရရှိတယ်အခုဒီမှာသူဝင်ကြီးဌာန18ခုအဲ့မှာဘယ်ဝင်ကြီးဌာနအဲ့ဝင်ကြီးဌာနဘယ်သူလဲအများကြီးပဲဟုတ်တယ်မလားအန်ယူဂျီမကြိုက်ဘူးအန်ယူဂျီကဘာဖြစ်လဲအန်ယူဂျီဘလို့မအဲ့ဒီလူတွေကိုကျွန်တော်မေးချင်တာအန်ယူဂျီဆိုတာဘယ်သူကိုပြောရလဲဒေါက်တာဆာဆာအန်ယူဂျီလားနော်ဆရာကြီးဆိုဝင်ဆိုကအန်ယူဂျီလားဟုတ်တယ်မလားနောက်တစ်ခုဒေါက်တာဆော်ဝင်ဆိုဒေါက်တာဆော်ဝင်ဆိုကတစ်ခါတန်းရင်ကျွန်တော်တို့ဘက်မှာပုရုษေတွေကြောက်ကောင်းဆောင်စကားပြောတဲ့နေရာမှာ တလုံးတလီလောက်ကိုလိုက်လွဲမှားစာကောက်ပြီးတော့အောက်တန်းကျစွာခဏမယ်ဆိုရင်ကို့အရင်ရှင်းနဲ့သူ့အရင်ရှင်းကိုနိုင်ရှင်ကြည့်ဖို့လိုအပ်တယ်။ဒေါက်ဇော်ဝင်ဆိုးလို့လူမျိုးဟာမင်းအောင်လှိုင်နဲ့ပေါင်းပြီးလို့ပြင်ပြဲပြီးရက်ခတ်ပြီးကြားလို့ရတယ်။အဲ့ဒါလေးကိုတီးဖို့လိုတယ်။ဒေါက်တာဇော်ဝင်ဆိုးရဲ့အဆင့်ဟာရိုးရိုး MBBS မဟုတ်ဘူး။အဲ့ဒါလေးတီးဖို့လိုတယ်။အဲ့တော့ဒီပုံပေါ်လေးကိုမကြိုက်ဘူးဆိုရင်လည်းဘာကြောင့်မကြိုက်တာ။အခုဆိုပွင့်လေးကျွန်တော်ပြောမယ်ကျွန်တော်ဥယျာဉ်မှုနေရာမကြိုက်ဘူး။ ဒါပွင့်လေးပြောဥယျာဉ်မှုမတော်လို့လားမကောင်းလို့လားမဟုတ်ဘူးဥယျာဉ်မှုဒီလူကြီးပိုင်းရောက်သွားပြီနောက်တစ်ခုကကျွန်တော်တို့ဒီကာလဟာတော်လှန်ရေးကာလဖြစ်တယ်ဒီမိုကရေစီကျင့်သုံးနေတဲ့ကာလပေါ့နော်ဥယျာဉ်မှုတို့လူမျိုးကလွတ်တော်တဲ့မှဆိုရင်ထက်မြက်မြက်ကောင်းမယ်ဘာဖြစ်လို့လွတ်တော်ထိန်းကြောင်းမှုအတွက်တို့နိုင်ငံရေးသမားတွေလိုအပ်တယ်ဒါပေမဲ့တော်လှန်ရေးကာလဖြစ်တဲ့အတွက် MODD ဒီကာကွယ်ရေးဝန်ကြီးဌာနတော်လှန်ရေးတရမှာအဓိကဝန်ကြီးဌာနရဲ့ဝန်ကြီးဟာစစ်ကိုစစ်နဲ့တူအောင်တိုက်မဲ့ခေါင်းဆောင်မျိုးကိုကျွန်တော်လိုချင် အဲ့တော့ကျွန်တော်တို့မကြိုက်တဲ့အဖြစ်ဒီဘာဥယျာဉ်မှုကျွန်တော်မကြိုက်ဘူးပြောမယ်ဆိုရင်ဘာဖြစ်လို့မကြိုက်တာနော်ဥယျာဉ်မှုနဲ့ကောင်းတဲ့လူကိုထတ်လို့ကြည့်လို့ဘလို့လူမျိုးလဲစစ်ကိုစစ်နဲ့တူအောင်တိုက်နိုင်မဲ့ငယ်ငယ်ရွယ်ရွယ်ပြက်ပြက်လက်လက်စစ်နဲ့နဲ့နီးစပ်တဲ့ပုံကိုမျိုးဒါကျွန်တော်ခံစားချက်နော်အဲ့ခံစားချက်ကမှားခြင်းနဲ့မှားမယ်မှန်ခြင်းနဲ့ဒါပေမဲ့ပြောပိုင်ခွင့်ရှိပြောခြင်းအဲ့လိုပြောချက်ပါမင်းတို့ NUG ကိုမကြိုက်ဘူးကွာ NUG ရဲ့ဘယ်နေရဘယ်ဝင်ကြီးဌာနဘယ်သူ့ အဲ့ဒီလူနေရာမှာဘလူအစားထိုးပါအဲ့ဒီလူကိုငါတို့မကြိုက်တာဒီဘယ်အချက်ကြောင့်အဲ့ဒါလို့ပြောကြလားအခု NGO ကိုမကြိုက်ဘူးအော်နေတဲ့လူတွေကျွန်တော် NGO ဆိုတော့ government ကြီးလေအဲ့ဒီထဲမှာဝန်ကြီးဌာနတွေအများကြီးရှိတယ်လေဝန်ကြီးဌာနတစ်ခုမှနေလူမနေရောက်ရှိတယ်ဆိုတော့အဲ့ဒီလူတွေအားလုံးထဲမှာ NGO ကိုမကြိုက်ဘူးလို့ကျွန်တော်အကုန်လုံးဝလုံးချင်းတိရန်လို့ပြောတာဒီအဓိပ္ပာယ်ရှိတဲ့ဇာတ်ကားအဓိပ္ပာယ်မရှိတဲ့ဇာတ်ကားနောက်တစ်ခုက NGO မကြိုက်ဘူးဆိုရင် NGO နေရာမှာကျွန်တော်တို့တော်လိုင်းကာလမကြိုက်တဲ့လူထွက်လာပါ ြည်သူလက်ရှိအယုံကြည်လောက်ပြည်သူလက်ခံမှုရထားမဲ့နော်အယုံကြည်ကိုလက်ထဆက်ဆန့်ကျင်တဲ့တော်နိုင်အင်းစုတွေရှိတာပဲဒါပေမဲ့လက်ရှိအချိန်မှာအယုံကြည်လောက်ပြည်သူလက်ခံမှုအားရထားတဲ့အဖွဲ့အစည်းတခုဘလူးဦးဆောင်နိုင်တယ်အဲ့ဒါအဖြစ်ပဲအဲ့တော့ UNG UNG ကျွန်တော်တို့ပြောနေဆိုတာ NUG ဟာဒီလိုတက်ဝှရှိနေတဲ့အတွက်တချို့ကဘာကကျွန်တော်တို့မကူညီဘူးပြောတယ်ထိုင်ကြည့်ပေးနေတာကိုလည်းကူညီနေတာဟာကဘာကြီးဟာ မင်းတို့ကအကျမ်းဖက်လို့မပြောဘဲနဲ့ထိုင်ကြည့်ပေးနေတာတော့စစ်တပ်ကရုပ်မှမှုတွေကိုကန့်ကွက်ပေးနေတာရှုံ့ချပေးနေတာအဲ့ဒါကူညီနေတာအဲ့ဒါလို့ကူညီဖို့အတွက် government ဆိုတဲ့ပုံရိပ်ရှိလို့ကျွန်တော်တို့မှာအဲ့တော့နှစ်ပေါင်း60တောင်ငါတို့တိုက်လာတာဘာအစိုးရမှမလိုဘူးဆိုတော့ပညာမဲ့စကားကိုပြောမယ်ဆိုရင်ဝေဝေးသွားပြောနိလာကျွန်တော်တို့ကလေအောင်မြင်တဲ့လူအရေးရှိတဲ့လူကအခုလောက်ရင်အခုအောင်မြင်တယ်နှစ်ပေါင်း60လောက်တိုက်တာ ကုန်ယူစရာမဟုတ်ဘူးအဲ့ဒါနောက်လူသားထဲမှာကျွန်တော်အဲ့လူတယောက်တခါပြောရင်မင်းနောက်လူသားထဲမှာမပြောနဲ့ခင်ဗျားနောက်လူသားထဲမှာမပြောအဲ့ရှစ်ရက်ဟာနှစ်ပေါင်း60တိုက်လာအဲ့ကုန်ယူစရာမဟုတ်ဘူးအတုံးမကြလို့နှစ်ပေါင်း60တိုက်တော့မနိုင်တာလေဟုတ်တယ်မလားအဲ့ဒါအဖြေပဲဒါကြောင့်မို့လို့အခု NUG ရဲ့ဝင်းကြီးဌာနတွေကိုပြန်လဲကြစ်လက်ဖွဲ့စည်းမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကြိုးဆိုတယ်ဒီတရင်တကယ်ဖြစ်ရင်ပေါ့နော်ဒါတော့လည်းကျွန်တော်လူကြီးပိုင်းနေကျွန်တော်မေးကြည့်ပါအောင်မယ်အဲ့တော့တကယ်ဖြစ်ပါစေလို့ပဲဆုတောင်းတယ်ဘာဖြစ်လို့လဲ NUG ကို အစိုးရဆိုတဲ့ကျွန်တော်အခြားသော government တွေနဲ့မတူဘူးဘာဖြစ်မတူလဲတော်လှန်ရေးအစိုးရတော်လှန်ရေးအစိုးရတရက်နဲ့ပုံမှန်နိုင်ငံတွေမှာရှိတဲ့အစိုးရတရက်နဲ့ကမတူပါဘူးအလုံးလုံးပုံချင်းနဲ့မတူဖွဲ့ပုံချင်းနဲ့တူလို့မရဘူးနော်ပုံမှန်လက်ပတ်နေတဲ့နိုင်ငံတစ်ခုရဲ့အစိုးရဟာအဲ့ဒီသူ့ရဲ့ဝင်ကြီးဌာနလိုအပ်ချက်တွေအားလုံးကိုရှိဖို့ရှိရမယ်ဒါပေမဲ့ကျွန်တော်တို့ဒီတော်လှန်ရေးအစိုးရဒီဘာဖြစ်ကောင်တည်သူကိုကိုစားပြုနေရမယ် လွတ်မြောက်နိုင်မြေရှိအောင်ပေါ်ဆောင်နိုင်ရမယ်နော်ဘုရင်ကပြောသလိုအင်အားနဲ့ရှိရမယ်အဲ့ဒီအတွက်ပါလေစစ်ကိုစစ်နဲ့တူအောင်တိုက်မယ်ခေါင်းဆောင်တွေလိုအပ်တယ်ဒါကြောင့်မလို့ UNG ကိုအခုလိုပြန်လည်ပြုတ်ပြင်မယ်ဆိုရင်ထက်မြက်တဲ့ခေါင်းဆောင်တွေရှင်းရှင်းပြောရင်ဗိုလ်ချုပ်ထုံးမြက်နိုင်လို့မျိုးဗိုလ်ချုပ်ကွမ်မော်လို့မျိုးကျွန်တော်ဒါမျိုးတွေကိုခေါင်းဆောင်ပေးရှိစေခြင်းနဲ့ UNG ထဲမှာဒီလိုပုံကိုတွေဒီစစ်ကိုစစ်တူအောင်တိုက်ပြီးတော့ဥဆောင်မဲ့ပုံကိုတွေဖြစ်တယ်လို့အမျော်အမြင်ပိုင်းမှာကြည့်မယ်ဆိုလေဒီလိုပုံကိုတွေကအမျော်အမြင်မှာ ကိုယ်လိုမျိုးမျက်စိသဆုံးမကြည့်ဟိုအတိတ်ထိကြည့်နိုင်တဲ့တူတယ်ဒါကြောင့်မို့လို့ဒီကာလမှာဒီလိုထက်မြက်တဲ့ခေါင်းဆောင်မျိုးတွေကျွန်တော်တို့ကရှိစေခြင်းတယ်ဒါပုံမှန်လေးပြောတာအခုအန်ဂျီယိုပြုပြတဲမဲ့ဆိုတဲ့သတင်းလေးကိုကျွန်တော်ဖတ်ပြပါမယ်ဒီသတင်းကိုကျွန်တော်တို့ကတော့ကြိုးစိုးတယ်เนาะဘာဖြစ်လို့လဲဒီကာလဟာကျွန်တော်တို့စစ်ကိုစစ်နဲ့ဒူအောင်ပြက်ပြက်တာတာတိုက်ကြမယ်အချိန်ရောက်နေပြီเนาะအဲ့ဒီခေါင်းဆောင်မျိုးတွေညံ့ညံ့ပို့အတွက်ကျွန်တော်ကြိုးစိုးပါတယ် ပြည်ပြည်ပြောင်းလဲရေးတွေလှုပ်ဆောင်နေတယ်ဆိုတော့မြို့သားညီညွတ်အစိုးရ NUG ကဝန်ကြီးဌာန18ခုထဲကဝန်ကြီးဌာန9ခုရွှေ့ချဖို့စီစဉ်ထားပြီလို့တင်ပြရရှိပါတယ် NUG အစိုးရကရွှေ့ချဖို့စီစဉ်ထားတဲ့ဝန်ကြီးဌာန9ခုဟာတစ်ဒေါက်တာဆာဆာဦးဆောင်တဲ့ပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန MOIC နှင့်ဦးထင်လင်းအောင်ဦးဆောင်တဲ့ဆက်တွယ်ရေးတင်ချက်လက်နဲ့ဤပညာဝန်ကြီးဌာန MOCIT တုံးဒေါ်ခင်မမမျိုးဦးဆောင်တဲ့စီးပွားရေးနဲ့ကုတန်းရောင်းဝယ်ဝန်ကြီးဌာန MOC လေဦးနိုင်ထွန်းဖေခနိုင်တဝနဥဆောင်တဲ့အလုတ္တမဝင်ကြီးဌာန MOL ငါနော်ဆူဆန်နာလလဆိုဥဆောင်တဲ့အမျိုးတမီလူငယ်နဲ့ကလေးငယ်ရေးရဝင်ကြီးဌာန MOWCA တို့ဖြစ်ကြ NUG အစိုးရအဖွဲ့တာဝန်ရှိသူတို့ကဘာမှဝီဒီယိုကိုအတည်ပြုပါလေဝင်ကြီးဌာနတချို့ကိုဥ ဦးစီးဌာနအဖြစ်ပြောင်းလဲပြဖို့စီစဉ်နေပြီးဝင်ကြီးဌာနဘယ်နှခုဆက်ထားဆိုတာနဲ့ဘယ်ဝင်ကြီးဌာနအောက်မှာဆက်ထားမလဲဆိုတာတွေကိုတော့ညှိနှိုင်းနေစေလို့တည်ရပါတယ်။နော်ဆူဆန်နာလှလှဆိုးနဲ့ဒေါ်ဤတင်သာမောင်တို့ဦးဆောင်တဲ့အမျိုးသမီးလူငယ်နဲ့ကလေးလူငယ်ရေးရဝင်ကြီးဌာနကိုတော့လူရည်စာနာထောက်ထားရင်းနဲ့ BNL ဆိုင်ရာစီမံခန့်ခွဲရေးဝင်ကြီးဌာနအောက်ထဲကိုပို့မယ်လို့တင်ရရှိပါတယ်။ ၂၀၂၁ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း၂၀၂၁ခုနှစ်အေပရီလ၁၆ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တဲ့မျိုးရညီညွတ်ရေးအစိုးရ NUG ကိုယာယီတမတ်ဒူဝါလက်ရှိလက်ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ကလက်တွေ့ဦးဆောင်နေတာပါကာဝေးဝန်ကြီးဌာနတမ်းမာရေးဝန်ကြီးဌာနပညာရေးဝန်ကြီးဌာနဖက်ဒရယ်ရေးရာဝန်ကြီးဌာနအပေါင်းဝင်အဲသောဝန်ကြီးဌာန၈ခုဟာမြန်မာပြည်တွင်းကလက်မြောက်နယ်မြေတွေမှာရုံးစိုက်ထားပြီးလက်ပတ်နေပါတယ် စက်တော်ရေးဝင်တည်င်းချက်လက်နဲ့ဤပညာဝန်ကြီးဌာန MOCID ကဦးဆောင်ပြီး2022ခုနှစ်ဩဂတ်လကစတင်ထုတ်လွှင့်ခဲ့တဲ့ Radio MG ဟာလည်းအနိုင်ခက်ခဲကြောင့်2025ခုနှစ်နိုဝင်ဘာ9ရက်နေ့ကတရားဝင်ရပ်နားခဲ့ပါဒါကတော့ဘာမှဘူဂျီမှာ ရေးထားတဲ့တည်င်းအဲ့တော့ဒီတည်င်းအတီးပြုချက်ကိုတော့ကျွန်တော်ဒီလူကြီးပိုင်းနေနဲ့ကျွန်တော်မမေ့ကြည့်ရသေးဘူးဒါတည်င်းကိုတွေးလို့ဟိုကျွန်တော်လိုပဲ MG ပြောင်းလဲရေးကိုမျှော်လင့်နေတဲ့ပြည်သူတွေဝမ်းတာအောင်ဒီတည်င်းလေးကိုတင်ပြတာဖြစ်ပါတယ် အဲ့ဒီနေရာမှာကျွန်တော်တို့ပြောချင်တယ်အခုဒေါ်ဣတိရဇာမောင်ဝန်ကြီးဌာနတို့အမျိုးသမီးနဲ့ကလေးငယ်ရေးရဒါတွေကဘေးအန္တရာယ်ကူညီခဲ့တဲ့ရုပ်ထည့်လို့ရအဲ့တော့ဒီကာလမှာကျွန်တော်အမိနော်မိုင်းလည်းမမယ်မှန်ရင်လည်းမမယ်အယူဂျီအတွက်အဓိကအားဆိုင်ကမယ်နံပါတ်1နိုင်ငံတကာကိုစုစည်းနိုင်မဲ့အရာနံပါတ်2တီတွင်းမှာစုစည်းနိုင်မဲ့အရာနံပါတ်3ငွေရှာမဲ့အရာနံပါတ်4စစ်တိုက်မဲ့အရာအဲ့ဒီ၄ချက်ကအဓိကလို့မြင်တယ်ဘာဖြစ်လို့လဲ ဒီဘတ်ထောက်ခံအားတည်ရင်းစုစည်းမှုအဲ့ဒီကုညီးနေမယ်ငွေရှာနိုင်မယ်ဆိုရင်စစ်သားတွေကစစ်ကိုတိုက်နိုင်ပါလိမ့်မယ်အခုဟာကဒူဟာမူးခံထားတယ်နော်ဒူဟာ33เนาะကိုစောသားကိုကြီးကျွန်တော်ရောက်သွားတယ်ဒီဘက်ဟိုလာပြီးတော့ဆက်ဆံရေးကိုတိဆောက်ကတယ်ဟိုဘက်ကတွားပြီးငွေရှာတယ်ဟိုဘက်တွားပြီးစီရေးဒူဟာခင်းရတယ်ဟိုဘက်တွားပြီးအမှန်တင်တန်းတွေတိုက်ရင်းတွေအတွက်လိုအပ်ချက်တွေပြင်အာတယောက်တည်းနဲ့ အလုတ်ပေါင်းများစွာအဲ့အထာထာသောဗျူဟာမူးတွေကြည့်လိုက်ပြန်တယ်ဒီအတိုင်းပဲဒါကလုံးဝမဖြစ်တဲ့ကိစ္စဘာဖြစ်လို့လဲဗျူဟာမူးတယောက်ဆိုတာစစ်ကိုစစ်နဲ့တူအောင်တူဗျူဟာခင်းနိုင်ရမယ်ဒီတူဗျူဟာခင်းဖို့အတွက်သူ့မှာအခြားပရက်ရှာမပေးသင့်ဘူးဒီသူ့စစ်ရေးကိုပဲဗျူဟာပြောင်ရောက်စွာတူခင်းဖို့အတွက်သူ့မှာအခြားသောဝင်တော့ဝင်ဖို့တွေပြိမနေဖို့လိုတယ်အခုတော့ PDF တွေကဘယ်လိုဖြစ်နေလဲဆိုစစ်တိုက်ဖို့အတွက် စခန်းတိတ်မှာပါစခန်းမတိတ်ဘူးပြီးတော့ဘာလုပ်နေလဲဘာဖြစ်နေညာဖြစ်နေအပြစ်ပြောကြတယ်အဲ့တော့ကဲငါစခန်းတိတ်မယ်မင်းတို့ပေးဆိုဘလူရှာပေးဘလူမရှာပေးဘူးမရှာပေးတော့ဘာလုပ်ပါစခန်းလည်းတိတ်မို့လို့ဘုန်းကပြောတော့ဘဘေးမှာလည်းအလူခံကိုကိုပြစ်မဲ့ကြီးကိုကိုအလူခံပြီးတော့စခန်းလေးတော့တိတ်ဘောဘောကိုဝမ်းပြန်ပြီးကိုဝမ်းပြန်ပြန်ရှာမစစ်ကိုစစ်နေတူအောင်လုံလို့မရနော်အဲ့တော့မယုံရင်အခုလက်ရှိ PD ရဲ့အင်အားကိုလိုအပ်တဲ့လက်နက်အကုန်ပေးလိုက်လက်နက်ခဲရန်ရိတ်ခါအကုန်ပေးလိုက် တနိုင်ငံတော့မကြုံနိုင်တိုက်တယ်လို့ပြောအော်ဒီဒင်းဒီဒင်းဆိုတာအထမင်းစော်လို့ရဒါပေမဲ့လိုအပ်ချက်ကိုကျွန်တော်တို့ဘာတွေဖြစ်စည်းပေးပြီလဲဆိုတော့ကြည့်ဖို့လိုအပ်တယ်တော့ဒါကြောင့်မလို့အယူဂျီအနေနဲ့ပြုရင်ပြောင်းလဲမယ်ဆိုရင်နံပါတ်1စစ်ကိုစစ်နဲ့တူအောင်တိုက်နိုင်မဲ့ပြက်ပြက်သားသားတိုက်မဲ့ထက်ထက်မြက်မြက်တိုက်မဲ့နော်ခေါင်းဆောင်တွေကိုခန့်ပေးပါနံပါတ်2ငွေရှာဖို့ဒီတော်လန်ရေးအတွက်ငွေရှာဖို့ပုံမလေးပြောရရင်ပြည်သူရှီကနေ ခောက်ခောက်နေလို့မရတော်လိုင်းလင်းနစ်တော်ငါးနှစ်တည်းရောက်လာပြီဒီနေ့ချိန်ထိပြည်သူဟာဒီလောက်ထဲနေတာမြန်မာပြည်သူမဟုတ်လို့เนาะတကယ်တကယ်မြန်မာပြည်သူကချင်းကျူးကောင်းတယ်အဲ့တော့ကျွန်တော်တို့ဘန္နာငွေရှာဖွေအောက်မှာကျွန်တော်တဖွဲ့နဲ့စကားပြောခဲ့ရဟိုတလောကသူတို့အချိန်မှာတဲ့အခွန်အခနေကောက်တဲ့ဟာအဲ့မြို့နယ်မှာမလုပ်သေးဘူးတဲ့နောက်ပြီးတော့အခြားတော်လုပ်ငန်းတွေတဘောစစ်တပ်ကလုပ်ခဲ့တဲ့စီးပွားရေးလုပ်ငန်းတွေအခုသူတို့တိန်းထားတော့သူတို့နေမြေတဲ့ရောက်နေတာတွေ နော်အဲ့ဒါအများကြီးရှိတယ်ပေါ့ဆိုတော့တို့ကတော့ကျွန်တော်တို့ဒီအပေါ်လူလူကိုအားကိုအဲ့ဒီဟာတွေကိုဘာဖြစ်လို့ငွေမရှာတာလဲကျွန်တော်မိလိုက်တော့ကျွန်တော်တို့ကစစ်သားတွေတဲ့စစ်သားတွေရဲ့ငွေကြိုင်လို့ရှိရင်အကျင့်စာတိတာတွေပြက်ပြောင်းမှာဆိုဒါပေမဲ့ကျွန်တော်တို့ဘာမှမပြောပေးခဲ့ပါဘူးနော်ဘာလို့ဆိုတော့ဒါကသူတို့တက်ဆိုင်ရတိုင်းတပ်ဖွဲ့တွေအလုပ်ဖြစ်တဲ့အတွက်ကိုတွားပြောရင်ကိုဆရာလောက်တဲ့ပုံစံမျိုးမြင်သွားမှာဆိုလို့ဒါပေမဲ့ပွင့်ပွင့်လင်းလင်းပြောရရင်မဆိုင်ဘူးနော်လုံးဝမှားတယ်ခင်ဗျားတို့တိုက်တာ ကမဲ့သူ့တိုက်ဖို့အတွက်ငွေကိုပြည်သူစီကခွက်ခေါက်နေလို့စားစရိတ်တော့ပဲရတယ်။တိုက်ပွဲတစ်ခုရဲ့ကုန်ကြမ်းစိတ်ဆိုတော့လုံနေတဲ့သူတွေကပုံနာလေ။အဲ့တော့အဲ့ဒီကုန်ကြမ်းစိတ်ကိုကျွန်တော်ပြည်သူရဲ့ငါးပြားဆယ်ပြားကိုလိုက်စုနေလို့ဒုတော်လိုက်ရနောက်တစ်2 90ကျော်ရပြီးမှာမဟုတ်ဘူး။ကျိန်းနေတယ်။ဒါကြောင့်မလို့ဒီငွေရှာမဲ့နေရာမှာအကားမမန်းကနေဥဆောင်ပြီးတော့မဟာမိတ်တွေရောဝင်းနေကပြောဆိုနေအမှတကထပ်ပြီးတော့လှုပ်ကြအောင်မနေမြည်ဒီလှုပ်လို့မရအောင်တော့အဲ့တခုရှိတယ်ဒီမြို့နယ်ထဲမှာ တို့မနေ့ local ဘဏ္ဍာဖွဲ့ရှိတယ် local COC တိဆောက်ပေးเนาะ MOD အောက်ကဘဏ္ဍာဖွဲ့ရှိတယ် IAO အောက်ကဘဏ္ဍာဖွဲ့ရှိတယ်လာဒီမျိုးတွေမှာရတဲ့အခွန်အခညီလူမြတ်လူပတ်က PDF ကတိုက်တယ်တိုက်တော့နေရာရတယ်နေမြင်ဆုံးမပြီးတဲ့ပတ်ကဖဝင်နေရာယူတယ်အပအခွန်ကောက်တယ်ပကဖားရတဲ့အခွန်ကို PDF ကိုမပေးဘူး။ဟာမပေးတော့ငါတို့ကတိုက်ကြတယ်။မင်းတို့ကအထောင်အခွန်ယူောက်တယ်။လူကပြီးတော့အိမ်မှာပြန်နေတဲ့ကောင်ငါတို့ကစစ်သားလုံးတွေကခပကဖားတဲ့ PDF 6ဖြစ်ပေါ့ အပကဖန်နဲ့လော်ကယ်နဲ့ခြောက်ဖြစ်ပေါ်အဲလော်ကယ်နဲ့ပီဒီအန်နဲ့ခြောက်ဖြစ်ပေါ်ဒါတွေကခုနကပြောသလိုကျွန်တော်တို့ကိုယ်အကောင်းကြီးပဲလုပ်လို့မရအောင်အဲ့တော့လော်ကယ်ဒီအနေနဲ့ကလည်းတော်လိုင်း9နှစ်ရှိပြီเนาะအ ਨੇ ဆုံးမြို့နယ်အဆင့်ရတော့မဟာမိတ်ခင်ဗျားတို့ကြစ်လစ်စွာစောက်ကအမူဒီအောက်ပေါ်ဝင်မဝင်မပြောခဲ့တယ်မုံဦးလားအကြောင်းမျိုးမျိုးကြောင့်နားလည်ပြီးတယ်ဒါပေမဲ့မျိုးနဲ့အစင်တော့ခမားတို့ COC တိဆောက်ထားမဟာမိတ်ချစ်လျောင်းတိဆောက်ထားလားမဆောက်ကြသေးဘူးဆိုရင်ခမားတို့ကတော်လိုင်းစိတ်မရှိဘူးပဲ ချင်းချင်းလေးတရွာတစ်ဖွက်လုံးနေလို့တေအောင်လို့မင်းတို့တတ်တတ်မဘူးမင်းတို့သားတွေမိတွေမြစ်တွေထိတော့မနိုင်ဘူးအဲ့တော့စစ်ကိုနိုင်ကျင်ရင်မဟာမိတ်ကိုစောက်အဲ့တော့ငွေရှာဖို့အတွက်မဟာမိတ်စောက်ဖို့အတွက်ကတီးတဲ့အင်အားတစုလိုအပ်တယ်အဲ့ဒီအတွက် UNG မှာခုနကပဲပညာရေးတို့ကျန်းမာရေးတို့ဒါတွေလိုအပ်ရင်လက်ကောင်းလိုက်မယ်လက်ရှိချင်းချင်းပြောရရင်ပညာရေးကဏ္ဍနဲ့ငွေရှာဖို့ကဏ္ဍဘယ်ဟာအရေးကြီးတယ်တော်နိုင်တယ်အဲ့ဒါအဖြစ်ပဲ ဟုတ်တယ်မလောက်အောင်မဟုတ်လောက်အောင်ဒါပေမဲ့ကျွန်တော်တို့ဘယ်လောက်တွေဦးစားပေးလောက်အောင်ငွေရှာမယ်ငွေမရှာလို့မရအောင်ငွေဘယ်ပုံစံရှာမလဲထောက်ဖို့တွေကိုစီးမင်းစည်းကမ်းတွေထုတ်ပေးပြီးတော့ကြက်မှတ်ပြီးတော့ရှာမယ်တလန်းပြည်တွင်းမှာရှိတဲ့ဒီဆက်စစ်တပ်နဲ့ခရိုနီတွေရဲ့စီးပွားရေးလုပ်ငန်းတွေကိုကျွန်တော်တို့ဘယ်လိုပြန်ဆွဲထုတ်လို့ရမလဲစစ်တပ်ငွေမကန်ရဆိုတော့အဓိပ္ပာယ်မရှိဘူးလာမောင်းဖြူလာမင်းမင်းကတက်ခွဲမှုမင်းကဗန်ကင်တာမင်းကတက်မှုမင်းကစရင်ကင်တာမင်းကစရင်စစ်အဖွဲလား မင်းတို့တယောက်တနေရမနေနဲ့လာကုန်လားစင်ရင်ရှင်တက်တွင်းမှာဒီစင်ရင်လှည့်ဝဲချက်ထားဘာဖြစ်လို့လိုအပ်တဲ့ဝယ်တဲ့ပြန်တို့လက်နှက်တို့စင်ရင်လှည့်ဝဲချက်တွေပါမယ်ပြည်သူချပြဆံမလို့အေးဒါပေမဲ့ပြည်သူကိုပြောရမှာငါတို့ဒီလားပတ်စံဘလောက်ရအဲ့ဒီအတွက်ငါတို့ဒါအောင်အလုပ်လုပ်ထားတယ်အချိန်တန်တော်လိုင်းအောင်မြင်ပြီးအဲ့ဒီစင်ရင်စရာတိုင်းငါတို့ရှင်းပြနိုင်ရမယ်ငါတို့ဘက်မှာပြည့်ဝရှိပြည်သူကိုစင်ရင်လှည့်ဝဲချက်ထုတ်ပြစရာအကြောင်းရှိဒါကိုလည်းပြည်သူကနားနယ်လိမ့်မယ်ရှင်းရှင်းလေး တော့စစ်သားငွေမကန်ရဘူးဆိုတော့လုံးဝမှားပါတယ်စစ်သားစစ်တိုက်ဖို့အတွက်ကန်တင့်ကန်ရဒါပေမဲ့ဗယံမတာကန်ရမလို့စရင်ပြောက်အင်းပြောက်ငါပဲဗန်ကန်ငါပဲစရင်ကန်ဆိုရင်တော့မရဘူးเนาะဟုတ်ကျွန်တော်တို့ PSG network ကျွန်တော်အဲ့ဒီစနစ်တိစောက်ထားတာဆယ်လီရှိမှထောက်ဖို့လုပ်စရာအကြောင်းမရှိဘူးဆယ်လီမရှိလဲထောက်ဖို့လုပ်နိုင်ရမယ်เนาะဘယ်ကောင်းမှခိုးလို့မရစရာဘာဖြစ်လို့စရင်ကန်တယောက်တောင်ဝင်းကန်တယောက်စရင်တွင်းတာတယောက်စရင်လက်ခံတာတယောက်ငွေကန်တာတယောက်ခိုးပြန်ရကျွန်တော် ရှင်းရှင်းလေးနော်နောက်ဆုံးမှာဆွဆွဲတာရှိတယ်အမင်းတို့တဖွဲ့တဲ့လို့โอเคတဖွဲ့တယ်လေပေါ်မှာပဲမယုံလို့ကြည့်ကိုကျိုးစမဟုတ်တာလို့ရင်တဖွဲ့တယ်လေပေါ်ဟုတ်ပေါ်တယ်မပေါ်လို့မရအောင်ဒါတွေကဖုံးထားလို့ရတဲ့အရာတွေမဟုတ်ဘူးအဲ့တော့အဲ့ဒီစနစ်တိုင်းနဲ့ကျွန်တော်တွားမှာဒါကြောင့်မလို့ NGO ပြုတ်ပြင်ပြောင်းလဲမဲ့ဆိုရင်နံပါတ်1စစ်ကိုစစ်နဲ့တူအောင်တိုက်မဲ့ခေါင်းဆောင်တွေကိုခံပေးပါပြက်ပြက်သားသားတိုက်မဲ့ခေါင်းဆောင်တွေကိုခံပေးပါနော်နံပါတ်2 နိုင်ငံတကာနဲ့တည်တွင်းကိုစုစည်းနိုင်မဲ့ခေါင်းဆောင်တွေတောင်းဝင်ပေးပါနံပါတ်၃ငွေရှာမဲ့ခေါင်းဆောင်တွေတောင်းဝင်ပေးပါဒါအဓိကပြောချင်ပါတယ်ဒါကြောင့်မလို့အခုလို UNG အဖွဲ့ပြောင်းလဲဖွဲ့စည်းမယ်ဆိုတာကိုကြိုးဆိုပါတယ်ခုနကအရှိမကျွန်တော်ပြောခဲ့တူပါအခု MOD MOD မှာစစ်ကိုစစ်နဲ့တူအောင်တိုက်နေတဲ့ခေါင်းဆောင်ခန့်လိုက်ဥယျာဉ်မလို့လူမျိုးကဒီမှာရှိတဲ့လူလက်ပိုင်းတွေလူငယ်ပိုင်းတွေကိုထိန်းကျောင်းမဲ့နေရာနေတော့လူငယ်တွေလူလက်တွေမှားဝိုင်းအဲမင်းတို့ကဘယ်လိုရှိတယ်နော် ထိန်းကျောင်းမဲ့နေရာဒီနေရာတွေမှာကျွန်တော်တို့အများကြီးလုပ်လို့ရပါတယ်အခုတော့ဥယျမုံလိုဟာမျိုးဆိုရင်အတက်ကကြီးပြီတူဘောကတသက်လုံးသူစစ်သားလုပ်ခဲ့တာမဟုတ်ဘူးဟုတ်တယ်နော်အဲ့ဒီအတွက်ကျမ်းမာရေးတန်းခုနကပြော လူကြီးဆိုတော့ထိန်းထိန်းတိန်တိန်ဆိုတဲ့ဟာမျိုးတွေစစ်မှာကြတော့အဲ့လိုသွားထိန်းသိမ်းနေလို့မရဘူး။ဒါတွေကအများကြီးကွာဟာတကယ်စစ်တိုက်နေတဲ့စစ်ကောင်းဆောင်တယောက်နဲ့တာမန်ပြည်သူတယောက်ကအမြင်ချင်းနဲ့ကွာတယ်။ဒါကြောင့်မို့လို့ UNG ရဲ့အခုလိုပြုပြင်ပြောင်းလဲမှုကိုကျွန်တော်ကြိုးဆိုပါတယ်။ ်ကြီးဌာနတွေချွတ်ရတာတော့ကျိုးစိုးတဲ့အဓိကကတော့ခဏကဟာမျိုးလေးဖြစ်နိုင်မှာဆိုရင်လှုပ်ပေးပါလို့တောင်းဝင်ရှိတဲ့လူကြီးမင်းတွေအားလုံးကိုဒီနေရာနေမြင့်တာရက်ခံပါတယ်ဒါကပြည်သူတယောက်ကတင်ပြမှုပါပဲဒီထက်တော့မပို့ဘူးဟိုပြည်သူတယောက်နေနဲ့ကျွန်တော်တို့တော်လန်ပြည်သူတယောက်နေနဲ့တော်လန်အစိုးရကိုတင်ပြပိုင်ခွင့်ရှိတဲ့တွေကတင်ပြတာပါကျွန်တော်ဆရာလောက်တော့မဟုတ်ပါဘူးအားလုံးနားလည်မထင်ပါနဲ့